ဒီတခါတော့ငါတို့ဖွဲ့မင်းတို့မရှုံးစရာဘူးဖို့သူရ။အဲ့လိုပြောပြီးတော့မျက်လုံးကိုလက်နဲ့ထိုးပြသွားတယ်။ဖို့သူကဘိုးကြီးကိုကြည့်ပြီးတော့အရေးတယ်ဒီကောင်ဘိုးကြီးကတမျိုးအာနေလိုက်ပြိုင်နေရမယ်။ညပိန်နဲ့တော်ဘိုးတို့နှစ်ယောက်သာရွာရဲ့ကန်းနားလမ်းကိုရောက်နေကြပြီးတော့ကန်းနားမှာတဲရီနဲ့အိဆောက်တိုင်းကစားနေကြတယ်။ညပိန်ကဟာတို့ဘော မင်းအိမ်ကကြီးလားကြီးလားကွဟမ်ကြီးဆိုငါအိမ်ဆိုကြီးမှကြိုက်တာဟုကွတပတ်မှလည်းဖိုးတူးနဲ့မိဝိုင်းတို့ကအိမ်ဆောင်နေကြတယ်အဲ့ဒီချိန်ရုတ်တရက်တုပ်ပေါ်မျက်လုံးလေးကိုသဲဝင်သွားတော့တာပါတုပ်ပေါ်လေးဟဲ့ငပိငပိလုံလုံငါမျက်လုံးလေးကိုတဲ့တဲ့သဲဝင်သွားလို့ကွတဲ့ဟာမင်းကလေဖြစ်ရမယ်မီကွာငါလည်းမှလည်းတဲနေနေကွနေုံနေုံခဏခဏမင်းလည်းနဲ့မျက်လုံးကိုသွားမကင်နေနော် ပိုးဆိုးသွားမယ်။ပြောပြောဆဆူနေငပိန်တယောက်သူ့လက်ကသဲရီကိုအင်ဂျင်နဲ့တုတ်ချလိုက်တော့တယ်။အနောက်မှာတော့သူ့ဘောရဲ့မျက်လုံးကိုပြေးပြီးဗဇက်ကလီရီတပူပူနဲ့မှုတ်တော့တာပါ။ငပိန်ကရလာရလာတော့ဘောမျက်လုံးကိုဖွင့်လိုက်ပစ်လိုက်လို့ကြည့်အဆင်ပြေလား။ဒါနဲ့တော့ဘောလေငပိန်ပြောသလိုစမ်းလို့ကြည့်တော့တယ်။တော့ဘောကအေးရပြီရပြီငပိန်ကျေးဇူးပါပဲကွာ။အဲ့ဒီအချိန် သူတို့နောက်ဦးလေးစိန်မိုးတယောက်ရောက်လာတယ်။တဲရီနဲ့ကစားနေတဲ့ငပိန်နဲ့တို့ပုံကိုတွေ့တော့မင်းတို့အဖွဲ့ဒီလိုကစားနေကြတာမြင်တော့ဦးလေးတို့ငငယ်ကတဲပုံစီဒီဝဲလုခဲ့တာတွေကိုအမေ့ရမိတယ်ကွာ။ဟမ်။သူတို့စကားလာပြောတဲ့ဦးလေးစိန်မိုးရဲ့တန်းကိုကြားလိုက်တော့ငပိန်ကမော့ကြည့်တယ်။ဟာဦးလေးစိန်မိုးပါလား။လမ်းလျှောက်ထွက်လာတာလားဗျ။ဟုတ်ပါဗျာ။တပေါင်းလားဆိုတော့လေးလေးတပြူပြူနဲ့ကဲနားမှာလမ်းလျှောက်လို့ကောင်းမယ်တင်လို့ထွက်လာလိုက်တာလေ။ တားတော့လေစော်ကောင်းနေကြမှာလားကွာဟေးဒီချိန်ဆိုကန်းနာမှာတဲတွေပေါ်တာနဲ့အိမ်ဆောင်တိုင်းလာဆော့နေတာဗျဝူးအဲ့ဒီအချိန်တော့ဘောကဝင်မင်းလိုက်တယ်ဒါနဲ့ဦးလေးစိန်မတဲဘော်ဇေဒီဝဲဆိုတာဗာလေဗျအခုတားတော့ကစားတယ်လို့တဲတွေနဲ့ဇေဒီပုံစံပုံဖော်ရတာကိုပြောချင်တာလားဗျဟာဒါဘောတို့ဘွဲတို့ရမှာမလို့တာကြတော့မင်းတို့မြင်မှုဖို့တော့မှခက်နေပြီပေါ့ကွာသူတို့စကားပြောနေတဲ့နေရာကို ်ဖိုးတူးနဲ့မိဝိုင်းတို့ရောက်လာကြတယ်။ဒါဆိုကျွန်တော်တို့ပေါင်ပြီးတင်းမော့စေးတွေလောက်ကြရင်မကောင်းလားဗျ။ဒါနဲ့ငပိန်ကဖိုးတူးကိုပြန်မေးလိုက်တယ်။မင်းကဇေရီပုံလောက်တက်လို့လားဖိုးတူးက။ဘာလို့လိုပြီးတော့ဘယ်လိုလုပ်ရမလဲ။ငါတို့မှမသိတာ။ဒီလိုမျိုးအဲလေးရင်နဲ့အိမ်ဆောင်ရတဲ့ပုံစံမျိုးပဲနေမှာပါကွာ။ဟုတ်တယ်မလားဗျ။ဦးလေးစိန်ပေါ့။ပုံစံချင်းရတော့တူတယ်ဒါမဲ့လောက်ရတဲ့အနေထားကတော့မတူဘူးပို့သူရဲ့တဲမုံစေတီက ်အခုလိုတည်တည်လေးမဟုတ်ဘူးလေကွာကြည်လေးလုံရတဲ့အချိန်ကြာရေးကွအမြင့်ကိုလည်းသုံးမိအားနေကိုပေအတွက်လုံရတာဘယ်လိုပဲပြောပြောပို့ထူပါတော့ရွာလူတွေနဲ့ပေါင်းလို့ရင်တော့ဖြစ်တော့တယ်ထင်နေပြဒါဆိုလဲကြာကွာမလုပ်ဘူးတော့မရှိအောင်လို့အကုန်လုံးကြမယ်ဒါနဲ့ပို့ထူတို့တွေတဲပုံစီဒီပွဲလုပ်ဖို့အတွက်စုံမြက်လိုက်ကြတယ်အင်းညနေမှာပဲရွာလူကြီးက ရွာသူရွာသားတွေအားလုံးကိုသူ့အိမ်ကိုဆင့်ခေါ်လိုက်ခြင်းတကြီးအိမ်ရောက်မှဖို့သူဟာတကြီးကဘာပြောမလို့လဲမသိဘူးနော်ဘာပဲဖြစ်ဖြစ်ငါတို့အသေးပေါ်စီဒီပဲလုံးမဲ့ကိစ္စအောင်တခါလေးဝင်ပြောလိုက်တာပေါ့ကွာအဲ့ဒီအချိန်ရွာလူကြီးကရွာသူရွာသားများခင်ဗျာနောက်ပတ်ဆိုရင်တမောင်းလာပြည့်နေ့ကိုရောက်ပြီဆိုတော့ကျုပ်တို့ရွာမှာခလေးတွေအတွက်အပြော်ရမ်းပြိုင်ပွဲလေးတစ်ခုနဲ့တဲပုံစီဒီပွဲလေးကျင်းမာပေးကြပါမယ် ပေါ်သူတို့အားလုံးစိတ်ဝင်စားနေနားထောင်နေကြ යි ရွာလူကြီးအားအဲအားကြောင့်လာပြင်းနေကြရင် ရွာရဲ့ကမ်းနားမှာလာပြီးကုညင်လှုပ်ဆောင်ပေးကြဖို့ကျောက်တဲ့ကြီးအားအားလုံးကိုပြောချင်ပါတယ်ခင်ဗျာအဲ့ဒီအချိန်လူသားရဲမှာရှိနေတဲ့ဖို့သူအားမေးလိုက်တယ်တကြည်တဲမွန်စီဒီကတော့ဟုတ်ပါပြီအပြော်နဲ့ကစားဝဲဆိုတာဘာများလဲဗျဟမ်အော်အရေးအရှင်နဲ့ဒီကကျုပ်တို့ရောမှာတဲမွန်စီဒီဝဲလို့ရင် ။ကလေးတွေကလည်းဝင်ပြီးတော့ကုကျင်ကြတယ်လေ။ဒါပေမဲ့ကိုရာကနေသဲပေါ်ဇေးတွေလေးတွေကပြုတ်ပြုတ်သွားတတ်လို့အဲ့ဒါကလေးတွေလည်းတပတ်တလန်းကနေကိုတို့လိုဖြစ်အောင်လို့ကြောက်ကြလူကြီးကဒီအစီအစဉ်လေးကိုလုပ်လိုက်တာပါ။ဟိုပြန်မွေးရနိုင်ရင်ဘာရမှာလေးဗျ။ဟမ်ဘာမှတော့မရဘူးပေါ့တို့ပေါ့ေ။အယုတ်တို့ဘာလို့ပဲရမှာပေါ့။အဲ့ဒီအချိန်ငတူဘိုးတော်ဝင်ပြီးပြန်နေ။ဇေးရီကဘယ်နှပေမြင့်လောက်လုံးမှာလေးဗျတကြီးရဲ့။ ဘနပင်မြင့်ရလို့မတတ်မှတ်ထားပါဘူးမင်းတို့လို့လို့အစီအမင်းမဲ့မြင့်ဆိုရင်တော့ရပါတယ်ဒလူနဲ့ရွာလူကြီးကအပိတ်စကားကိုဆက်ပြောတယ်ကဲကျောက်တကြီးပြောချင်တာကတော့ဒါတော့ပဲနောက်ထပ်ဘသူပါများပြောချင်သေးလေဗျအဲ့ဒီအချိန်ညဆိုးကထပြောတော့တယ်စိတ်ကြတကြီးကျောက်ကသဲမုံစီရီနဲ့ပတ်သက်ရင်တွေ့ကြုံရှိပါတယ်ဗျကျောက်ဥဆောင်ပြီးတော့ဇီရီတီးပေးမယ်ဗျအဲ့နောက်တော့ပိုတရိုတတွေလေးရွာလူကြီးငါနေပြန်လာခဲ့ကြတယ် ဒီလိုနဲ့တပေါင်းလာပြည်နီမနက်မှာတော့ပိုဒူရိုရဲ့အောင်မန်းရွာမှာတဲပုံစီဒီပွဲကျင်းပဖို့အတွက်ရွာရဲ့ကန္နာလဲကိုလူတွေများကြီးရောက်နေကြတော့တယ်။ပိုဒူငပိန်နဲ့တော့ဘောတို့ကတော့တဲပုံစီတွေလုံနေတဲ့ရွာရဲ့ကာလာသားတွေရှိတဲ့နေရာကိုသွားပြီးစီရီလောက်တောင်ကြည့်နေကြတော့တယ်။ပိုဒူဟာကိုင်းငတ်စုကျွန်တော်တို့ဘာကူညီရမလဲဗျ။အေးမင်းတို့လာနေတော့ပဲ။ဒီနားမှာတဲ့ရနေ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 တယ်ကွာ။ အဲ့ဒါမင်းတို့ဘွဲတဲရတဲ့လောက်သွားကြလို့ခေစားမှာကွာဒီမှာကိုပြားရှိဒီပီနယ်အိတ်ထဲကိုထည့်ခဲ့ကြဒါနဲ့ဗုဒ္ဓရောသုံးယောက်လေးပီနယ်အိနဲ့ကိုပြားကိုယူလို့ထွက်သွားကြတော့တယ်များနေတဲ့နေရာမှာရှက်လိုက်ကြပြီ ေါ်ပြားနေသေးတွေကိုခတ်ထုတ်လိုက်ကြတယ်။ဖိုတူဟာတဲရတော့ကောပြီးသွားပြီ။ကဲငပိန်နဲ့တော်ပေါ်ကြီးအိတ်ကိုပြဲထား။ဒီလိုနဲ့ငပိန်နဲ့တော်ပေါ်ကအိတ်ကိုပြဲပေးထားပြီးဖိုတူဟာတော့ခေါ်နဲ့သေးတွေကိုကြုံလို့အိတ်ထဲထည့်နေလိုက်။အဲ့ဒီချိန်ငပိန်ဟာဒါနဲ့မြို့အိမ်မကဘေးအောင်နေရလေဟ။ခုနကတည်းကမတွေ့ဘူး။ဒါနဲ့တဲချုံနေရဲ့ဖိုတူဟာ မနေ့ကလေးကစောင်းမတော်ခွေနဲ့ကစားတဲ့နေရာပြင်ဆင်ဖို့ဆိုပြီးလိုက်သွားလေရဲ့အခုလေကစားမယ့်နေရာမှာနေမှာပေါ့ကွာ။အော်မိဝိုင်းမိဝိုင်းစောင်းနဲ့တွေ့ရင်လေငါတို့ဖုတ်လိုက်တဲ့ငပိရှိရတော့မထင်ပါလားကွာ။အဲ့လိုပြောနေတော့ငပိရဲ့ပါစက်သေးကိုတဲတွေဝင်ကုန်ပါလေ။ငပိကဟဲ့ဘုဒ္ဓဖြစ်ဖြစ်ကြော်ပါကွာ။ပါစက်တဲ့တဲတွေဝင်ကုန်ပြီမင်းရလေ။အော်မင်းရလေပေါ့နေရအောင်အဲ့မှာတော့ဝင်တော့မှာပေါ့။ဟုတ်မယ် တော့ဘောလို့ဗဇက်ပိတ်နေပါလားဟမ်အဲ့တော့မှငပိန်လေဗဇက်ပိတ်သွားတော့လေအဲ့နောက်တော့သူတို့ရဲ့နေရာပေါင်းစုံတဲကြုံပြီးပြီးစီရီလုံနေတဲ့နာကိုပြန်ရောက်လာကြတယ်။ကော်ခဲ့ပြီကိုင်းနဲ့ဆိုဒါတော့ဆိုရင်ရလာဗျ။အင်းရပါတယ်။ ပြီးမှလိုတဲ့လောက်လေးသွားပြန်ကောလိုက်တော့မယ်လေတဲရီဟာအများကြီးလိုတာလားဗျကိုကြီးငတ်ဆိုကငတ်ဆိုကတော်ဘောမေးကိုပြန်ပြေးလိုတာဘောတော်ဘောရဲ့ဒီလိုမျိုးအခွေလေးနေနဲ့ငါးဆင်အောင်ဆင်ရမှာကွာအမြင့်ကိုခုနှစ်ပေရှိပေခွင့်ချင်ဆိုတော့တဲလို့ရတော့ဘောငါဆိုစီကနေအဲ့လိုကြားလိုက်တော့ပိုတူတို့တွေထူးဆန်းဖြစ်ပြီးအံ့ဩသွားကြတယ်။ဒါနဲ့ပိုတူကဒါဆိုဒီခွေလေးတွေကတဲထဲဖို့ပေါ့ဟုတ်လားဗျ။ อืมဟုတ်တယ်အဲ့လိုပဲပေါ့တဲကိုအခွေလေးရေထည့်ပြီးတော့အခွေတန်းညင်အောင်တဲလေးတွေကြစ်နေအောင်လို့လုပ်ရတာကွာဒါဆိုတဲတွေထည့်ပြီးကြစ်လေသွားတဲ့အခါကျရင် အခွေတွေကိုဖဲလို့ရမလားဗျဟမ်ငါဆိုးကလေတပတ်မှလုံနေတန်းလေးနဲ့ဖူးထူးမီးတောင်ပြန်ပြေးရှာတယ်ဖဲလေးရတယ်မဖဲလေးရတယ်ပို့သူရဲ့ဒါမေ့90ဇက်တိုက်ကတော့ဒီလိုမျိုးအခွေလေးရင်နဲ့ပဲလုတ်သွားအောင်ပါတပြေးပြေးနဲ့အပေါ်ရောက်လေတေးလေပေါ့ ဈေးပုံစံဆိုတော့အဲ့ဒီချိန်ကပင်ကတဲဖို့ဈေးတွေလုံနေတဲ့ရှေ့ကစပွဲကုန်ပေါ်မှာတင်ထားတဲ့ပစ္စည်းတွေကြောင့်မေးပြန်နေ။ဒါနဲ့ကိုင်းငတ်ဆိုအဲ့ဒီရှေ့ကပစ္စည်းလေးတွေကရောဘာလို့မို့လဲဗျ။ငတ်ဆိုလေတပတ်မှလုံနေရင်နေ။အော်အဲ့ဒီကပန်းစီမီနဲ့တစ်သီးတွေကဒီဈေးပြီးသွားရင်ပူဇော်ဖို့ပေါ့ကွာ။ဒါကမျက်စွာပြားကိုရေစုပြီးတည်တဲ့ဈေးတွေဆိုတော့လူတွေကတကယ်ပြားဈေးတွေလိုမျိုးပူဇော်ပသကြရဲ့လေ။ မနေ့ကကြကြီးအိုးစီနေပုံနေငှခိုက်နာကြားလိုက်ကြရင်မလားဟမ်ဟုတ်ကြားတယ်ဗျကိုင်းငက်ဆိုအဲ့ဒါရောဘလို့မျိုးလဲင်음အဲ့ဒါအခုသဲပုံစီတီပြီးရင်အောင်မေစွာပြီးတဲ့အကြောင်းကြင်ညာတဲ့သဘောပေါ့ကွာမြမရွှေရပွဲတော်ဆိုတော့မြမရွှေရဒုရီယာလေးတွေနဲ့ကျင်းမကြတာပေါ့ကွာဖိုဒူတို့ကငက်ဆိုးပြပြတာကိုနားထောင်နေစားတယ်အဲ့ဒီချိန်တုပ်ပေါ်ကငါတို့ဆက်စုပြီးမင်းနီယာနဲ့ကိုင်းငက်ဆိုတော့အလုတ်ပြက်နေရောမှာပဲ ရပါရဲ့ကွာတချိန်ကျအဒါရီကမင်းတို့လေးလိုရမယ်ကိစ္စရင်းဆိုတော့အခုတွေကမေးတာကောင်းပါလေဒါနဲ့တော်ဘောကထက်မီပြန်နေကိုင်းငတ်ဆိုဒါဆိုကျွန်တော်တို့ဘာတက်ကိုလုပ်ပေးရအောင်မလဲဗျအင်းခဏနေရင်တော့ဖိုးတော်တို့တောင်းတို့လာတော့မှာပါဒါပေမဲ့မင်းတို့ကိုကြည့်ရင်တော့ဒီတရင်းနဲ့သဲတွေကိုပြီးသွားအောင်အပေါ်ကနေဖမလေးလိုက်ပြီးပြီကိုင်းရဒီဘက်မှာသဲတွေကိုလိုက်ပြစ်လိုက်အောင်မယ်ငတ်ဆိုလည်း ဘိုဒူတို့တွေကိုတရင်နှစ်ခုပေးလိုက်တယ်။ဘိုဒူနဲ့တို့ဘောကတရင်ကိုကင်ပြီးဇေဒီရဲ့အခွေဘောကသဲမွန်လေးတွေကိုအတဲတီရောက်တောင်းလို့ဖမလေးပြပေးနေရော်တယ်။ငပင်ကတော့သူတို့လှုပ်တာကိုဘေးကကြည့်နေရပါ။အဲ့ဒီချိန်ဘိုဒူကငှက်ဆိုးကိုစကားတစ်ခုပြီးတစ်ခုသူသိချင်တာတွေမင်းနေရော်တယ်။အဲ့ဒီချိန်မိဝိုင်းမှရောက်လာပြီးဟဲ့ဘိုဒူတို့ကစားဝဲစားတော့မှာနော်။လာခဲ့ကြအောင်။ငှက်ဆိုးကိုမင်းနေကြတယ်။ ဖိုးထူးနဲ့တော့ပေါ်တွေ့တော့မိဝိုင်ကဟဲ့ခုနကဘာလဲဆက်စုနေကြလားဟာငါတို့လေးယောက်သာလှုပ်ရင်တော့လေဒီလိုမင်းနေပုံမျိုးနဲ့ပြီးမှာမဟုတ်ဘူးမိပါစီဟာမိပါများလီကုန်းအိမ်မှလို့မိပါများစကားရတွေဟာအေးပါနောက်မှမေးတော့လို့အခုတော့လာခဲ့ဖို့ခေါ်လိုက်အောင်ဒါနဲ့ငပိန်လေးတဲပြီးပြီးနေတဲ့တုပ်ပေါ်နေဖူးထူးဖျောက်နေသွားမယ်ကစားဝဲရဆောက်တော်မယ်နေကွာ ငပိန်အဲ့လိုပြောလိုက်တော့တုပ်ပေါ်ကကိုင်းငယ်ဆိုပြီးမှပဲလာခဲ့တော့မယ်လीခုတော့သွားကစားလိုက်အောင်မယ်အေးအေးဟုတ်ပြီဟုတ်ပြီဒီလိုနဲ့ပို့ထရုတ်တတွေက ကစားမယ့်နေရာကိုထွက်သွားကြတော့တယ်ကစားမယ့်နေရာကိုရောက်တဲ့အချိန်မှာရွာလူကြီးတပည့်ဖိုးကြီးကကဲခလေးရီဒီနေ့ကစားပွဲရတော့မနာတဲ့ဆော့မှ နိုင်မဲ့ကစားပွဲနော်ကစားနေလေးခုရှိတယ်အဲ့ဒီလေးခုကိုအရင်မီးအောင်ဆော့နိုင်တဲ့သူကစုရမှာပဲ။ ဘလို့လဲစော့ကြမှာလားပိုတူတို့ကလေးတွေအားလုံးတပြိုင်တည်းအွန်လိုက်ကြတယ်စော့မှာပါဗျဟုတ်ပြီဒီတော့ကိုဘိုးကြီးကနေမှကစားနီးလေးတွေကိုတစ်ချက်ရှေ့မြပေးမယ်ကစားနီးကတော့မင်းတို့အဖွဲဖွဲပြီးတော့အဲ့ဒီဖွဲရလူတွေကကစားမဲ့နေရာတွေမင်းတို့စိတ်ကြိုက်ထားလို့ရတယ်ပထမလူကနေမှခဲုံမြင်မြင်စော့နိုင်ဒုတိယလူကဆက်စော့လို့ရမယ်ဒုတိယလူနိုင်တတိယသိတယ်မလားကိုဘိုးကြီးပြောတာအားလုံးကပြိုင်းသူအော်ကြပြန်နေတယ် ။သိပါရင်ကိုကြီးဖိုးကြီး။အဲ့ဒီအချိန်ငပင်းရထမီးတယ်။ဟိုးဒီလိုမလားပြကိုကြီးဖိုးကြီး။ဥပမာကျွန်တော်လေးယောက်ဆိုရင်ဂိမ်းလေးကိုပဲထားပါတော့။ကျွန်တော်ကပထမဂိမ်းကိုဆိုရင်ဖိုးတူကဒုတိယတစ်ခု။ကျွန်တော်ကပထမဂိမ်းကိုနိုင်ပြီဆိုမှဖိုးတူကဒုတိယတစ်ခုကိုဆော့လို့ရမှာ။ကျွန်တော်ကမနိုင်ရင်ဆက်သွားလို့မရဘူး။ဟုတ်တယ်မလားဗျ။အေးငပင်းပြောတာဟုတ်တယ်။ကျောက်ကတေချာမရှိပြတဲ့ဘူးဖြစ်နေရ။ကဲပထမကစားနေရတော့ဇွန်နေတွေ့ရမလား။လှန်နေရဲ့ဇွန်နေကိုဇွန်မီအောင်ရှိုက်ပြီ မှောက်အောင်လုပ်ရမှာမှောက်ရင်ဒုတိယတစ်ခုကိုဆက်သွားလို့ရမယ်ဒါနဲ့ဒုတိယဂိမ်းအကြောင်းရှင်းပြရင်ဒုတိယဂိမ်းကတော့ခါခွင်းကို၅ချိန်လေးရမှာ ဖြစ်ပြီးတော့ပြုတ်ကြရင်ပြန်လည်လို့ရတယ်နိုင်ရင်ရှစ်ဆက်တက်ရမယ်တတိယဂိမ်းကတော့ရှေ့မှာရှိရဲ့ဘေးဟည်တီကိုလက်နောက်ပြစ်ထားပြီးကောင်းအောင်စားရမယ်နေကူမြောက်ကတော့ဘောလုံးကို၆နောက်နဲ့၃ချိန်တော့ပြီးတော့ရှေ့ကချင်းနဲ့ကို၆နောက်နဲ့ပဲလှမ်းတက်ရမယ်ပေါ်သူတို့အားလုံးကကစားဖို့အတွက် ready ဖြစ်နေကြတယ်။ခဏနေရင်စကားစားမှဆိုတော့ကို့အဖွဲ့ကို့ဖွဲ့ပြီးတော့နေရာယူသားကြမှာ။ဒါနဲ့ဖိုးထူးတို့လည်းနေရာခွဲနေကြတော့တယ်။ငါကနောက်ဆုံးတစ်ခုကိုလုပ်မယ်။ဘလုံးကန်တာငါရတယ်။ခြေောက်နဲ့သုံးငါလောက်ကတော့ငါကလည်းမုံဆန်းအောင်လောက်ကတော့ပြော့ပြီ။ငပိန်နဲ့မိဝိုင်းတော့ရွေးကြရင်။မိဝိုင်းမကလည်းပြောတော့တယ်။ဘာရွေးစရာရှိလဲဟ။ငါကအိမ်မှာခနာကိုလှအောင်လို့ခါခွင်းလှည့်နေကြ။ငါကလားအေးစေပေါ့ဟာ။အေးဟုတ်ပြီ။ ဒါဆိုမင်းအောင်ငပိဒီပွဲလေငါတို့နိုင်မိတာမှတ်တော့ဇုံးကိုလည်းနဲ့တောက်တာလောက်ကတော့တိုင်းကျင်နေရငပိမှာကွာအိမ်မှာထမင်းစားရေးတော့ပဲကွာအဲ့ဒီအချိန်ကျောင်းဝင်တွေကပြိုင်ကြတယ်ပူကြီးတို့ဖွဲရောက်လာတယ်ဒီတခါတော့ငါတို့ဖွဲမင်းတို့မရှုံးစရာဘူးဖို့သူရအဲ့လိုပြောပြီးတော့မျက်လုံးကိုလက်နဲ့ထိုးပြသွားတယ်ဖို့သူကဘိုးကြီးကိုကြည့်ပြီးတော့အကြီးလေးဒီကောင်ဘိုးကြီးကတမျိုးအာနေလိုက်ပြိုင်နေရမယ်ထားလိုက်ပါကွာ ဒါဆိုငါတို့နေရာယူလိုက်ကြစို့ဒါနဲ့ဘောဒူတို့လေကစားမင်းနေရာတွေဝင်ယူလိုက်ကြတယ်။ကဲအားလုံးလည်းနေရာယူပြီးပြီဆိုတော့ကစားမင်းစင်မြင့်ကိုတစ်ချက်ပြောပြမယ်နော်။ခုနကကိုဖိုးကြီးပြောထားတဲ့ကစားနည်းတွေကိုမနိုင်သေးပဲညစ်ပြီးကြော်မယ်ဆိုရင်တော့ကစားပွဲတွေကနေထုတ်ပယ်ခံရမယ်နော်။ကစားပွဲမှာရှုံးတဲ့သူတွေအတွက်ကတော့ပေါင်တော်မို့ရိုက်ခံရမယ်။ကဲဒါဆိုရင်စမယ်။1 2 3 1 2 3 1 2 3လို့အွန်လိုက်တာနဲ့တပြိုင်တည်းပေါ်ထရိုအာလံစပြီးစောစားရင်ပထမဆုံးပြတဲ့ငပိန်ကဇွန်ကိုတစ်ချက်တည်းနဲ့ရိုက်ချလိုက်တာလန်နေရဲ့ဇွန်လေးမှောက်သွားတော့တယ်။တောင်းမြင်တော့ဘေးမှာပြိုင်ဆောင်နေတဲ့အောင်ဖူကလန့်သွားပြီးမြန်မြန်ရိုက်တော့တယ်။ဒါမဲ့ဇွန်ကလှန်ပြီးလှန်နေတော့တာပါ။ငပိန်ပြီးတော့ဒုတိယနေရာမှာဆောတဲ့မိဝိုင်ကအိမ်မှာမြင်တဲ့ခါခွင်းလဲကျင့်နေတဲ့ဇွန်နဲ့ငါးချိန်ကိုအေးအေးဆေးဆေးလုံနိုင်သွားတော့တယ်။ တောင်းမြင်တော့ဘေးမှာစော့နေတဲ့မိချမ်းကပထမနေရာကနေမတက်တဲ့အောင်မှုကိုဟဲ့အောင်မှုလင်မြွေစော့လေဟာကြားလိုက်တာစော့နေရတယ်ဗျအေးနေ့ကိုလေဘိုးကြီးကတော့ထုတော်မှာပဲဒါနဲ့မိဝိုင်းပြီးတော့တတိယနေရာမှာရှိတဲ့တော်ပေါ်ကလေအစားတော့ဆိုရင်လာထားပဲဆိုတော့တတိယဆင်းကဖေးသီးကိုလေအေးစေးစားနိုင်သွားတော့လေဟာဖေးသီးလေးကစားကောင်းလိုက်တာကွာချိုအေးနေရပါ ။ဒုံဘောပြေသည်စားပြီးသွားတဲ့အချိန်အောင်ဖို့ဇွန်ရိုက်တာမှောက်သွားတော့ရင်။ရှားပြီရပြီ။မမမီချန်ရှားပြီ။ဟာ။အေးရနေနော်။ကိုမဖိုးထိုးနေရတော့ရောက်နေပြီအောင်မှုရဲ့။မမမီချန်မမြန်လဲရပါတယ်ဗျ။ဒလုံးနေလေးခုမြောက်ဘောလုံးတော့တာကိုလေဖိုးထိုးအားသားလေးပဲစော့နိုင်နေရပါ။တောင်းမြင်တော့ဘိုးကြီးကနောက်ကိုလှည့်တယ်။ဟောက်နေ။မမြန်လှုပ်လေ။ကြာလိုက်တာကွာ။ဘာလို့နေကြရလဲကွာ။ဖိုးထိုးကဘောလုံးကိုချင်းတော်နေလဲတဲ့မှာ လေးတိုက်လာတာနဲ့ဘောလုံးကအဝေးကိုနှင့်သွားတော့တယ်ဘိုးတူလည်းဘောလုံးကိုလေးလွင့်ရကတိုက်ကောက်နေရတာပါအဲ့ဒီအချိန်မှာမဘိုးကလည်းနေရာမှာပေးရသည့်ကိုကောင်းအောင်စားပြီးသွားပါပြီဘိုးတူလည်းဘောလုံးကပ်ပြီးပြန်လာချင်းဘိုးကြီးကဘောလုံးကိုဆော့နေတော့တယ်ဒါနဲ့ဘိုးတူလည်းဘောလုံးကိုမြင်မြန်ပြန်ဆော့ပြီးကျောင်းထဲကိုရောက်အောင်ကန်ထည့်လိုက်တော့တယ်အဲ့နောက်မှာမှဘိုးကြီးဘောလုံးကဝင်သွားတော့တယ်ဘိုးကြီးကတော့ဟာရှုံးမြန်ပြီဟဲ့ အဲ့ဒီချိန်ကစားဝဲချိန်လင်းချေသွားပြီဆိုတော့ဘိုးကြီးကကဲကစားဝဲပြီးပြီကစားဝဲ stop stop အားလုံးပဲဒါနဲ့ဘိုးကြီးကသူ့စကားအတိုင်းအနံ့ရတဲ့ဖိုးထူတို့ဖွဲ့ကိုအယုံလေးတယုတ်ချိမြတ်လိုက်ပြီးရှုံသွားတဲ့ဖွဲ့တွေကိုတော့ပေါင်နှောင်းမုံနဲ့လိုက်ပုတ်တော်ရီဒီဘက်မှာကစားဝဲပြီးသားပြီဆိုတော့ဖိုးထူတို့တတိသဲပုံစီတွေလုံနေတဲ့ဘက်ကိုပြန်ရောက်လာကြတယ်ဖိုးထူဟာသဲပုံစီတွေကိုတွေ့ပြီးတော့ ညံလိုက်ကြတာခုနကကျွန်တော်လာတော့ကမှပထမကွေရှိသေးတာအခုငါးခွေတော်ရောက်သွားပြီပေါ့လူရပေါင်းလိုက်တော့မြန်တာပေါ့ကွာကဲမင်းတို့ဖွဲ့ကိုကုညီတောင်းအောင်မေးကုညီမယ်မလားဟိုသူကပြန်ပြောလိုက်တယ်ဟာဘယ်နဲ့မင်းလိုက်တာလဲဗျာကုညီမှာပေါ့ဗျာကုညီမယ်ဆိုဟိုစပွဲပေါ်ကပူဇော်ထားတဲ့ပစ္စည်းလေးတွေကိုတဲစီနေရဲ့ဘေးဘက်ဘက်လေးမှာလိုက်ပြီးစပြီးစမ်းမကိုကြီးတို့အိုးစီတွေတွားယူမှာဆိုတော့ဟောက်ကိုကြီးငါဆိုဒါနဲ့ကျွန်တော်တို့ရော OCD လို့ရလာပြ။ဟာမင်းတို့ဒီတိုင်ရင်တော့တီးလို့ရတာပေါ့ကွာ။ကဲအခုတော့ပစ္စည်းလေးတွေတောက်ယူလိုက်ကြအောင်။ဒါနဲ့ဖိုးတူးတို့လည်းရှေ့မလန်းမကန်းမှရှိနေတဲ့စပွဲပေါ်မှာရွာသူရွာသားရဲ့လူထားတွေလူဝဲပစ္စည်းလေးတွေကိုကိုနိုင်သလောက်တောက်ယူကြတယ်။ယူလာပြီးတဲ့အခါမှာတော့ဇေဒီရဲ့ဘေးမဘက်လေးမှာခြားထားလိုက်ကြတယ်။မိပိုင်းကတော့ပန်လာလေးပုံမှန်တို့ပြီးတဲပေါ်ဇေဒီကိုတဲပေါ်နေရိုက်နေရောလား။ ခဏနေတော့အောင်မဲရွာရဲ့ကာလာသားတွေကအိုးစီလင်းမန်းနဲ့ဝါလက်ခုတ်တွေကိုကင်လို့လမ်းထဲလျှောက်တီးလာကြတော့ဒီတဲဘုံစီဒီနားရောက်မှငှက်ဆိုးကသူ့လန်လာတဲ့အိုးစီတင်းတင်းလေးကိုပို့ထုတ်ကိုပေးလိုက်တယ်။ကျော့ပို့ထုတ်မိတီမှဆိုရင်တီးလေ။ဒါနဲ့ပို့ထုတ်လေအိုးစီကိုကာလာသားတွေတီးတဲ့စီးကြတိုင်းတီးပြီးစီဒီကို သုံးမဲ့ပတ်လိုက်ကြတယ်။သုံးမဲ့ပတ်ပြီးသွားချိန်မှာပို့ထုတ်ရောအလုံးစီဒီကိုဥချရှိခိုးလိုက်ကြတယ်။အနောက်တော့ အိုးစီဒုဘက်တွေနဲ့ဆက်ပြီးကားကြပြောကြနေအောင်မန်းရွာရဲ့တဲမွန်စီပွဲလီကအောင်မြင်စွာနဲ့ပြီးဆုံးသွားပါတော့တယ်